အလုံးစောင့်မြော်နေကြတဲ့ကြောသာဝင်းရဲ့ပွဲကတော့22ရက်နေမှာထူးသက်ကြမှာလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ထင်ထားသလို1 championship မှာမဟုတ်ဘဲနဲ့လုံပနီ super fight မှာ time fighter နဲ့ပွဲတည်ပေးထားတာဖြစ်ပါတယ်။အခုကြောသာဝင်းပြိုင်မဲ့ပြိုင်ပွဲကဘယ်လိုပြိုင်ပွဲမျိုးလဲဆိုတာကိုဒီနေ့ video မှာတင်ဆက်ပေးပါမယ်။မင်္ဂလာပါ။ Fight Spamic ကနေကြိုဆိုပါရစေ။ပထမဆုံးတစ်ချက်အနေနဲ့လုံမနီ super fight တို့ခေါ်ရခြင်းကမူထမ်းယူရပြိုင်ပွဲတွေကို လုံပနီကွင်းကြီးထဲမှာပြုလုပ်ကျင်းပတာကြောင့်လုံပနီစူပါဖိုင်လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ဒီပွဲစဉ်ကဘာရီအရေးပါလဲဆိုလို့ရှိရင် World Championship ရဲ့ World လုံပနီလို့ခေါ်တဲ့ One Friday Fight ဆိုတဲ့စင်မြင့်ပေါ်ကိုတက်ရောက်ရတဲ့ LAN level ဖြစ်ပါတယ်။နောက်ပိုင်းမှာအကစားမျိုးစုံကိုကျင်းပကြတဲ့နေရာဖြစ်လာပြီးတော့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင် မွေထိုင်းကစ်ဘောက်စင်တွေကိုအဓိကကျင်းပပေးပြီးတော့ထိုင်းနိုင်ငံကအကောင်းဆုံးကစားသမားတွေနဲ့နိုင်ငံခြားကကစားသမားတွေကိုပါဝင်ရှင်ပြိုင်ခိုင်းတဲ့ပြိုင်ပွဲမျိုးပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကကျင်းပပေးတဲ့ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်အကြီးဆုံးပြိုင်ပွဲလေးပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်တပတ်ကိုတစ်ချိန်ပြုလုပ်ကျင်းပလေးရှိပြီးတော့တောက်ကြစနေအိုက်နေတွေမှာပြုလုပ်ကျင်းပပေးတာပဲဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ဒီပြိုင်ပွဲကထိုင်းနိုင်ငံရဲ့ရိုးရာအားကစားဖြစ်တဲ့ဝေထိုင်းကိုအသိမြင့်တင်ပေးတဲ့ပြိုင်ပွဲမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။ လက်ရှိ1ချန်ပီယံရှစ်မှာထူးတက်နေပြီးတော့နံပါတ်1ကစားသမားတွေဖြစ်တဲ့စူပါလက်နဲ့ရော့ထန်တို့ဆိုတာကလည်းဒီပြိုင်ပွဲကနေပဲနံပါတ်ရလာပြီးတော့1ချန်ပီယံရှစ်စင်မင်းတက်ကိုရောက်ရှိလာတာလည်းပဲဖြစ်ပါတယ်။ထို့အတူပဲလက်ရှိ1ချန်ပီယံရှစ်မှာကစားနေတဲ့ကစားသမားအများစုကဒီကနေလာတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့ထူးတက်ပုံကတော့ဘောင်စင်လက်အိတ်လိုမျိုးလက်အိတ်အကြီးတွေဝတ်ဆင်ပြီးထူးတက်ရတဲ့ level ဖြစ်ပါတယ်။ပြီးတော့အမှတ်ပေးစနစ်နဲ့စီစနစ်ကောင်းကောင်းထူးတက်ရတဲ့ပြိုင်ပွဲမျိုးပဲဖြစ်ပါတယ်။ အချီတမပုံကတော့ကစ်ဖောင်စင်ကိုမွေထိုင်းမှာပါ3မိနစ်3ကြီးထိုးသက်ရပြီးတော့ချန်ပီယံအစ်စ်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်3မိနစ်5ကြီးထိုးသက်ရပါတယ်။ဒီပြိုင်ပွဲတွေမှာပေးတဲ့စုကြီးကလည်းသူ့ဟာနဲ့သူအသင်းသင်းလောက်ရှိရလို့ပြောလို့ရတယ်။ပုံမှန်ဖိုက်တာတွေအနေနဲ့ဘတ်2000ကနေဘတ်9000အထိရရှိကြပါတယ်။ မြန်မာငွေနဲ့တော့မယ်ဆိုလို့ရှိရင်18သိန်းကနေ45သိန်းကြားရရှိကြပါတယ်။ဒါပေမဲ့ချန်ပီယံအဆင့်ရှိတဲ့ fighter တွေမှာဆိုလို့ရှိရင်ဘတ်3သိန်းအထက်မှာရရှိတာလည်းပဲဖြစ်ပါတယ်။မြန်မာငွေနဲ့ဆိုလို့ရှိရင်သိန်း90အထက်ကနေစပြီးတော့ရရှိကြတာလည်းပဲဖြစ်ပါတယ်။ပြီးတော့ဒီပြိုင်ပွဲမှာလည်း bonus တွေပါရရှိပါသေးတယ်။ကျော်စောဝင်းကအခုပြိုင်ပွဲပြိုင်ပွဲမှာပါဝင်ထိုးတက်ကမှာလည်းပဲဖြစ်ပါတယ်။သူ့ရဲ့ပြိုင်ပွဲအကြောင်းတွေတခြားသောမြန်မာကစားသမားအကြောင်းတွေကိုစူးစမ်းပြီးပြပြပေးပါမယ်။ လောလောဆယ်တော့ထိုင်းလူတွေရေးထားတာကြောင့်တော်လည်းမဖတ်သက်လို့နောက်မှပဲစူးစမ်းပြီးတော့ဆက်ပေးပါမယ်။ကြော်စော်ဝင်ဒီလိုထိုးမဲ့အပေါ်ကျွန်တော်အနေနဲ့ဘလို့မြင်လဲဆိုလို့ရှင်ရေးဖီတော်နည်းနည်းတော့အောက်တယ်။အစားကဝမ်ချမ်ပီယံရှစ်ရဲ့စာချုပ်တန်းမှာထိုးရလိုက်မယ်လို့ထင်ထားတာ။ထင်ထားတာနဲ့တော်တော်လေးကိုကွဲဝါးတာပဲဖြစ်ပါတယ်။ကြော်စော်ဝင်ဖက်ကကြည့်မယ်ဆိုလို့ရှင်ရေးလည်းနီးစနစ်ကြကြသစင်ချင်းတွေတက်နေရလဲပဲဖြစ်ပါတယ်။ အောက်ချိတ်ခိုင်မှာအမြင့်ရောက်ရင်ပြုံးမကြမှာလည်းပဲဖြစ်ပါတယ်ကျော်စောဝင်းကသူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာဝင်ရောက်မထိုးဘဲနဲ့ဒီပြိုင်ပွဲမှာဝင်ရောက်ထိုးရခြင်းအကြောင်းရင်းကသူ့စီမှာအကြောင်းပြချက်ကောင်းကောင်းရှိပါလိမ့်မယ်သူ့အနေနဲ့ဝမ်ချန်ပီယံရှစ်လိုနေရာမျိုးမှာဝင်ရောက်ထိုးတက်ဖို့လောက်ထိကိုအရေးရှင်းရှိနေပြီးတော့သူလေ့ကျင့်နေတဲ့ဖဲသက်ခြင်းဆိုတာကလည်းအချိန်ဝကြီးတဲ့ခြင်းတစ်ခုဖြစ်တာကြောင့်မလို့ဝမ်ချန်ပီယံရှစ်ကိုတိုက်ရိုက်တက်ထိုးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ် ဒါပေမဲ့သူက World Championship ကိုမရွေးချယ်ဘဲနဲ့ထိုင်းနိုင်ငံရဲ့အကြီးဆုံး promotion တစ်ခုဖြစ်တဲ့ Lonpani Super Fight ကို join ခဲ့ရတယ်ပဲဖြစ်ပါတယ်။ဘာရီဆက်ဖြစ်သွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာလည်းပဲဖြစ်ပါတယ်။ တိုင်ဝဲကျင်းမမရက်ကတော့နိုဝင်ဘာလ22ရက်ဖြစ်ပြီးတော့ကျော်စော်ဝဲအပါဝင်မြန်မာဖိုက်တာနောက်တဲ့2ဦးတည်းပါဝင်လို့နေပါသေးတယ်။ Two Fighter တွေကလည်းဘယ်လိုမျိုးကြားလက်တွေထွက်သွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာလည်းပဲဖြစ်ပါတယ်။ကျော်တော်ဝင်းအနေနဲ့မွေဟိုင်းမှာအတွေ့အကြုံမရှိသေးတာကြောင့်ဒီပြိုင်ပွဲမှာအတွေ့အကြုံတွေယူပြီးတော့ဝမ်ချန်ပီယံရှစ်မှာထိုးသတ်မယ်ဆိုလို့ရှိရင်သူ့အတွက်မွေဟိုင်းအတွေ့အကြုံကောင်းကောင်းနေရပြီးတော့သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်လာနိုင်မှာလည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မွေထိုင်းမှာချန်ပီယံအဆင့်သတ်မှတ်ချင်တာဆိုလို့ကျော်စွာဝင်းနဲ့ဘရိုနီကနှစ်ယောက်လောက်ပဲရှိရကြောင်းမလို့ကျော်စွာဝင်းကိုလည်းအများကြီးဖြစ်ထွန်းစေချင်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ five cut တွေ five analysis တွေနဲ့ပွဲကြုတ်ခံမှတ်ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်